အားလုံးပဲမင်္ဂလာပါပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဒီခဏတော့ Grade 11 English Unit 7ရဲ့ Comprehension AB ရဲ့ Set B Vocabulary ရဲ့ကိုအတူတူလေ့လာပြည့်စုံကြည့်ကြရအောင် Comprehension Complete the table with the functions of each organ as in the example ဥပမာတွေကအတိုင်းနဲ့ဒီကွင်းကစိတ်ပိုင်းတစ်ခုချင်းစီရဲ့ functions လုပ်ငန်းဆောင်တာတွေကိုတဲ့အလုပ်လုပ်ပုံတွေကိုတဲ့ဇာတ်ထဲမှာဖြည့်ပေးပါတဲ့ဟုတ်ကဲ့ကျွန်တော်ကတော့ဇာတ်ထဲမှာဒီတိုင်းပဲဖြည့်ခဲ့ပါတယ်အလွယ်တကူလေ့လာလို့ရအောင်လို့ပါကျွန်တော်ဒီ table ကိုမရှင်းပြတော့ဘူး review လုပ်တဲ့သဘောဖြစ်တဲ့အတွက်အဲတရားလေးကိုလေ့လာကြည့်လိုက်ရင်ဆင်ပြေမယ်လို့မျှော်လင့်တယ်ဟုတ်ကဲ့ကျွန်တော်တို့ဒီမေးခွန်းကိုတွားကြည့်ရအောင် If the food said the answer to each question below အောက်မှာပေးထားတဲ့မေးခွန်းတီးတီးကိုပြပြဆိုဆိုဖြေပေးပါရတယ်။ဟုတ်ကဲ့။ Number 1 What are the system of the human body made up of? လူရဲ့ခန္ဓာကိုယ်ဖွဲ့စည်းစနစ်တွေကိုတဲ့ဘာတွေနဲ့ပြုလုပ်ထားတယ်လဲတဲ့ဘာတွေနဲ့ဖွဲ့စည်းဖွဲ့စည်းထားတယ်လဲတဲ့ဟုတ်ကဲ့ကျွန်တော်တို့သွားကြည့်ကြအောင်ကျွန်တော်တို့ first light မှာဆိုရင်ကျွန်တော်တို့ရဲ့ဒီ system ဟိုဆိုရင်ဘာနဲ့ဖွဲ့စည်းထားလဲဆိုရင် made up of different parts in these parts are interrelated and interdependent the တခုနဲ့တခုဆက်ဆက်နေတော့တခုနဲ့တခုမိခုနေတော့အစိတ်ပိုင်းအမျိုးမျိုးနဲ့ဖွဲ့စည်းထားတာပေါ့နော်ကျွန်တော်တို့ကဒါဝေါ်တော့သူက that is made up လို့ရေးထားတာဖြစ်တယ်အနေငယ် modify လုပ်ပြီးတော့မှကျွန်တော်ဖြေလိုက်ပါတယ်ဟုတ်ကဲ့အဖြေဦးကြည့်ကြည့်အောင် the system of the human body are made up for different အမျိုးမျိုးသော related and interdependent parts of the body ဖြစ်ပါတယ်ဟုတ်ကဲ့နံပါတ်2 are all organs vital for our survival ကျွန်တော်တို့အသက်ရှင်နေထိုင်ရည်တည်ဖို့အတွက်ဒီ organs ကိုယ်ငါစိတ်ပိုင်းအားလုံးဟာအရေးပါသလားတဲ့ဝိုင်းဘာကြောင့်မို့လဲတဲ့အဲ့တော့ကျွန်တော်တို့တစ်ရှင်ရက်တည်ဖို့အတွက်ဆိုရင်တော့ခန္ဓာကိုယ်စိတ်ပိုင်းအားလုံးကမရှိမဖြစ်အရေးမပါဘူးပေါ့နော်မရှိမဖြစ်အရေးမကြီးဘူးပေါ့ဘာကြောင့်လဲဆိုတော့တချို့ကိုယ်ငါစိတ်ပိုင်းတွေမရှိတော့တော့ညာလဲကိုယ်ငါစိတ်ပိုင်းတွေကိုဆုံးရှုံးလိုက်ရတော့ညာလဲကျွန်တော်တို့တွေမသေးပဲတစ်ရှင်နိုင်လို့ပါဟုတ်ကဲ့ No all organs are not vital for our survival because if we lose some organs we do not die we can live without them ဖြစ်ပါတယ်ဟုတ်ကဲ့နံပါတ်3 when and when does the rhythmic contraction of the heart muscle begin ဘယ်နေရာမှာတဲ့ဘယ်အချိန်မှာ rhythmic contraction စီးကျင်မှန်မှန်ကြုံခြင်းနှလုံးစီးကျင်မှန်မှန်ကြုံခြင်း sorry နှလုံးကြက်သားဒီစီးကျင်မှန်မှန်ကြုံခြင်းဟာတဲ့ဘယ်အချိန်ဘယ်နေရာမှာစတင်ပြီးတော့မှဖြစ်ပွားတယ်လဲတဲ့အဲ့တော့အဖြေသွားကြည့်ကြအောင်ကျွန်တော် passage ထဲမှာဆိုရင် this rhythmic contraction begins in the developing embryo ဒါတော့ where ဆိုတဲ့နေရာပေါ့နော် about 3 weeks after conception ဖြစ်ပါတယ် You know, the answer is. The rhythmic contraction of the heart muscles begin in the developing embryo about three weeks after conception. Okay, Where are the kidneys located in the human body? Look at the kidneys. Benama Shidale, Benama Tishidale, Chokadu Tishidanyaga, they line against the rear wall of the abdomen on either side of the spine they are situated below the middle of the back, beneath the liver on the right and spleen on the left. တရားလေးကိုကျွန်တော်နှစ်ချောင်းကိုဆစ်ပြီးတော့မှဖြေရမှာပေါ့နော်အဲ့တော့အဖြေက The kidneys are located against the rear wall of the abdomen on either side of the spine below the middle of the back beneath the liver on the right and the spleen on the left Okay. let Let's go to the next slide How do tiny tubules in the kidney works? ကြောက်ကထဲမှာပါရှိတဲ့သေးငယ်လာတဲ့ tubules ပြုံငယ်လေးတွေဟာဘယ်လိုလုပ်လုပ်တယ်လဲတဲ့ tubules လေးတွေကဘယ်လိုလုပ်လုပ်တယ်လဲဆိုတော့ whose function သူ့ရဲ့ function က to filter impurities from the blood သူ့ရဲ့ကအညစ်အကြေးတွေကိုစစ်ထုတ်ပေးတာပေါ့နော်အဲ့တော့ဒါကျွန်တော်တို့က to filter ဆိုတဲ့ to plug infinite ကိုကျွန်တော်တို့က bivalve function နဲ့ဖြည့်ပေးရမှာပေါ့နော်သူကကျွန်တော်တို့ဟောင်းနဲ့မေးထားတာဖြစ်တဲ့အတွက် tiny tubules in the kidney work by filtering impurities from the blood. Next, what is the diaphragm? The diaphragm, which is a sheet of muscle tissue that separates the lungs from the abdominal organs. The diaphragm is the diaphragm is a sheet of muscle tissue that separates the lungs from the abdominal organs. Number seven. what does the liver do အသက်ကဘာလုပ်တယ်လဲတဲ့ when the amount of glucose in the blood is very low သွေးထဲမှာတခြားပမာဏတခြားတဲ့ပမာဏနော် very low အရန်ကိုညော့နေနေပြီဆိုရင်အသက်ကဘာလုပ်တယ်လဲတဲ့အဲ့တော့အသက်က तू ကပထမဦးဆုံး glycogen ပုံစံနေတဲ့ energy ကို store လုပ်တယ်ဒီအသွေးထဲမှာ glucose level တွေများနေပြီဆိုရင် तू ကဖယ်ထုတ်ပေးပြီးတော့မှ glucose level နေနေပြီဆိုရင် तू ကအဲဒီ glycogen ကို ဒီ glucose နည်းနည်းပြန်ပြောင်းပေးတာပေါ့နော်အဲ့တော့အဖြေကတော့ deliver transform glycogen into glucose ပဲဖြစ်ပါတယ်သူကဘလို what does deliver do ဆိုတဲ့အတွက်ကျွန်တော်တို့က do နေမှာဖြေထည့်မှာပေါ့နော် deliver transform glycogen into glucose when the amount of glucose in the body is very low ဖြစ်ပါတယ်ဟုတ်ကဲ့ next in addition to buy တဲကြီးအပြင်တဲ့ what does deliver produce အဲဲက တဲကြည်ရည်ပြင်ပါတွေထုတ်လုပ်ပေးလေတဲ့အတဲကတဲကြည်ရည်ပြင်ပါတွေထုတ်လုပ်ပေးလဲဆိုရင် several important proteins found in the blood တွေ့ရမှာပါရှိတဲ့ဒီအရေးပါသော protein အချို့ရဲ့အပီးရင် also produce chemicals which include fibrinogen and proturbin proturbin နဲ့ fibrinogen ပါတဲ့ဒီ chemical ဓာတ်ပစ္စည်းတွေကိုသူထုတ်လုပ်ပေးတာပေါ့နော်အဲ့တော့အဖြေက addition to bind the liver produce several important proteins ဒီထဲမှာ found in the blood ထည့်လင်းရတယ်ပေါ့နော်ကျွန်တော်တို့မထည့်ကြတော့ဘူး in chemicals which include fibrinogen and protrobin လို့ဖြစ်လိုက်ပါတယ်ဟုတ်ကဲ့ next slide which system of your body do you think can have a problem when you overeat မင်းအလွန်ကျဉ်းစားတော့မယ်ဆိုရင်တဲ့ what system of your body မင်းခန္ဓာကိုယ်ရဲ့ဘယ်အဖွဲ့အစည်းက do you think မင်းထင်တယ်လဲ can have a problem ပြဿနာတစ်ခုဖြစ်နိုင်တယ်လို့မင်းအလွန်ကျဉ်းစားတော့တဲ့အခါ မင်းခန္ဓာကိုယ်ရဲ့ဘယ်ဖွဲ့စည်းကပြဿနာဖြစ်နေတယ်လို့မင်းထင်လဲအလွန်ကြစားတော့တဲ့အခါကျွန်တော်တို့ဘယ်စနစ်ကအဲပြဿနာဖြစ်မလဲဆိုတော့စားတော့ပြီဆိုမှတော့အစာချေတဲ့အင်္ဂါကခက်ခဲဖြစ်မှာပေါ့နော်အဲ့တော့ I think the digestive system can have a problem when I overeat သူကဘယ်အစိတ်ပိုင်းဘယ်အင်္ဂါအစိတ်ပိုင်းကအဲပြဿနာဖြစ်မလဲလို့မေးတာမဟုတ်ဘူးဘယ်စနစ်လဲဆိုတော့တော့ကျွန်တော် digestive system ကိုဖြေတာပေါ့နော်ဟုတ်ကဲ့ the last one among the trees organ you have read about မင်းဖတ်ခဲ့တဲ့ဒီ organs ကိုယ်ငါစိတ်ပိုင်းသုံးခုအနည်းကားတဲ့ which do you think is the most important ဘယ်ဘယ်အင်္ဂါစိတ်ပိုင်းကအရေးအပါဆုံးဘယ်အင်္ဂါစိတ်ပိုင်းကအရေးကြီးဆုံးလို့ထင်တယ်လဲတဲ့အဲ့တော့အရေးကြီးတာကတော့အားလုံးကတော့အရေးကြီးတာပေါ့နော်သူတို့သူကသုံးခုတည်းအမှတစ်ခုကိုရေးစီချင်တာဖြစ်တဲ့အတွက်အရေးကြီးဆုံးကတော့ကျွန်တော်တို့နောက်ဆုံးလေ့လာခဲ့တဲ့ deliver ပဲပေါ့ I think the liver is the most important organ because it is a multifunctional organ သူက တကယ့်ကိုလုပ်ငန်းပေါင်းစုံကိုလိုရတဲ့ organ ဖြစ်လို့သူ့ကိုကျွန်တော်အရေးကြီးဆုံးလို့ထင်ပါတယ်။ဟုတ်ကဲ့စပင်မဲလို့ထင်ပါတယ်စစ်ကြည့်ကြရအောင်။ Seven me vocabulary hominins hominins ဆိုတာကတဲ့ hominins of words hominins ဆိုတာစကားလုံးတွေပါ။ They have the same spelling and pronunciation စလုံးပေါင်းလဲတူတယ်အတန်တို့လဲတူတယ် but different meaning အတိပဲကတော့ကွဲတယ်တဲ့အဲ့ဒါတွေကို hominins လို့ခေါ်တော့ပါ။အတန်တို့လဲတူတယ်စလုံးပေါင်းလဲတူတယ်အတိပဲကြတော့မတူဘူးပေါ့နော်။ study the following homonyms အောက်မှာပေးထားတဲ့ homonyms များကိုလေ့လာပါတဲ့ right adjective correct ဒီနေရာမှာ righty adjective ဖြစ်တဲ့ correct ဆိုတဲ့အဓိပ္ပာယ်မှန်ကန်တော့ဆိုတဲ့အဓိပ္ပာယ်ဒီပြအောက်က right ကြတော့ opposite or left ဘယ်ဘက်ရဲ့ဆန့်ကျင်ဘက်ပေါ့နော်အဲ့တော့ဒါမှညာဘက်လို့အဓိပ္ပာယ်ရတယ် right ကဒီမှာ correct လို့အဓိပ္ပာယ်ရတယ်ပေါ့နော်ဆိုလိုမောင်းလဲတူတယ်အတန်းတူလဲတူတယ်အဓိပ္ပာယ်ကြတော့မတူဘူးတဲ့ kind ဒီနေရာမှာလဲ noun ဖြစ်တဲ့ type အမျိုးအစားပေါ့နော် ီနမှာကြာ kind noun ဖြစ်တယ် caring ကူးစိတ်ခြင်းပေါ့နော်ကူးစိတ်တော့ဆိုတဲ့အဓိပ္ပာယ်ပေါ့ general ဆိုတဲ့အဓိပ္ပာယ်လည်းရှိပါတယ် well adjective in good health ဒီနမှာ well ကြာတော့ကျန်းမာရေးကောင်းသောဆိုတဲ့အဓိပ္ပာယ်ဒီမှာကြာတော့ well ကြာတော့ a source of a source for water in the ground ဒီမြေကြီးတဲကရေရနိုင်တဲ့အရေးမြစ်ဆိုရေတုံးကိုပြောတာပေါ့နော်အားလုံးဟာအတန်တွဲတူတယ်စလုံးပေါင်းတူတယ်အတိပဲမတူကြဘူးဒါကို homonyms လို့ပြောတာဖြစ်တယ် homophones လည်းတူတူပါပဲနော်ဟုတ်ကဲ့စစ်ကြည့်ကြအောင် reach is sentence ဝတ်ကြောင်တိုင်းကိုဖတ်ပါတဲ့ take the correct definition take ဆိုတာအမှန်ချစ်ပါ definition of the both face word in the sentence ဒီဝတ်ကြောင်ထဲမှာပေးထားတဲ့ both face word စကားလုံးအမဲတွေရဲ့ correct definition မှန်ကန်တဲ့အဓိပ္ပာယ်ကို take လို့ပေးပါတဲ့အဲ့တော့ကျွန်တော်တို့ဖတ်ကြည့်ကြအောင်1 a piano and organ are basically the same piano စံတရားနဲ့ organ organ ဆိုတာလည်းကျွန်တော်တို့ဒီတူးရတဲ့မျိုးပေါ့နော် အချိန်ကအဖြစ်တော့တူတယ်တဲ့ but the sound produced when being played သူတို့ကိုတီးလိုက်တဲ့အခါမှာထွက်လာတဲ့အတန်ကတော့ a bit different တော်တော်လေးအနည်းငယ်မတူဘူးတဲ့ဒီနေရာမှာ organ ဆိုတဲ့အတိတ်ပဲက a က a musical instrument လာ b က a part of the body organ ဆိုတာခုကျွန်တော်တို့ဒီ passage ထဲမှာလေ့လာခဲ့တဲ့ body အစိတ်ပိုင်းတစ်ခုလားတဲ့အဲ့တော့ဒီနေရာမှာကကျွန်တော်တို့ကတီးခတ်ရတဲ့ instrument တမျိုးဖြစ်တဲ့အတွက် a musical instrument ဖြစ်ပါတယ် Number 2 whenever I want to know what a new word means whenever I want to know ကျွန်တော်သိကျင်တဲ့အခါတိုင်း what a new word means စကားလုံးတစ်လုံးစကားလုံးတစ်လုံးရဲ့အဓိပ္ပာယ်ကိုကျွန်တော်ဟောသိကျင်တဲ့အခါတိုင်းနဲ့ I look it up in a dictionary ကျွန်တော် dictionary ထဲမှာရှာဖွေတယ်တဲ့အဲ့တော့ဒီနေရာမှာ mean ဆိုတဲ့စကားလုံးက indicate show လာပြသသည်ဆိုတဲ့အဓိပ္ပာယ်လားတဲ့ဒါမှမဟုတ် express or represent something such as an idea thought of it ကျွန်တော်ချစ်တဲ့တခု idea တခုကိုတဲ့ စရှိတဲ့ပြင်တခုခုကိုကိုစားပြုတာဖော်ပြသည်လားတဲ့ဒီနေရာမှာကျွန်တော် mean ဆိုတဲ့အဓိပ္ပာယ်ဒီပြတ်တာတွေမဟုတ်ဘူးဒီစကလုံးသလုံးရဲ့အဓိပ္ပာယ်ဆိုတော့ဖော်ပြချက်တခုခုပေါ့နော်အဲ့တော့ B ဖြစ်ပါတယ်3 we have been training very hard ကျွန်တော်တို့ပြင်းပြင်းထန်ထန်လေ့ကျင့်ထားကြတာတဲ့လေ့ကျင့်နေကြတာတဲ့ as we know ကျွန်တော်တို့သိတော့ကြောင့် that if we don't ကျွန်တော်တို့ဒီမနိုင်ဘူးဆိုရင် sorry if we don't ကျွန်တော်တို့မလေ့ကျင့်ဘူးဆိုရင်လို့ပြောတာကျွန်တော်တို့မလေ့ကျင့်ဘူးဆိုရင် we will lose the performance ကျွန်တော်တို့ဘလုံးပွဲမှာရှုံးလိမ့်မယ်တဲ့အဲ့ဒီနေရာမှာ lose ဆိုတဲ့အဓိပ္ပာယ်ကတဲ့ a have something taken away from you မင်းကြတဲ့ခုခုကိုယူဆောင်သွားခြင်းခံရတာလားတဲ့ပျောက်သွားတာလားပေါ့နော်ဒါမှမဟုတ် fail to win a competition argument ဒီညံခုံပွဲတစ်ခုတော့မဟုတ်ပြန်ပွဲတစ်ခုမှာအနိုင်ရဖို့ပြစ်ကွက်တယ်ဆိုရှုံးတယ်ဆိုတဲ့အဓိပ္ပာယ်လားတဲ့အဲ့တော့ lose ဆိုတဲ့အဓိပ္ပာယ်ကဒီနေရာမှာဘလုံးပွဲမှာရှုံးတယ်ဆိုတော့ b ပဲဖြစ်တယ်ပေါ့နော် Number four, this morning, Mimin got up late and found that the ferry boat had left when he got to the jetty. ဒီမနေ့တဲ့မင်းမင်းကအိယထတောက်ကြတယ်တဲ့အဲ့ဒါကြောင့်မို့ found that သူတွေ့ရတဲ့ the ferry ferry boat ဆိုတော့ဒါ ferry ဆိုဂရုလီပေါ့နော်ဂရုလီဟာ have left ထွက်သွားတာကိုသူတွေ့ရတယ်တဲ့ when he got to the jetty သူဒီစိတ်ခံတရားကိုရောက်တော့သူဒီကရုလေဟာထထွားတာကိုသူတွေ့ခဲ့ရတယ်တဲ့ဒီနေရာမှာ left ဆိုတဲ့အဓိပ္ပာယ်က went away from a person or place တနေရာနေတော့မဟုတ်လူတယောက်စီကနေအဝေးကိုထွက်သွားတာလားတဲ့ဒါမှမဟုတ် give up or stop having a job အလုပ်တစ်ခုကိုအလုပ်လုပ်ခြင်းကိုကျက်တန်လိုက်တာလားဆွလွလိုက်တာလားတဲ့အလုပ်ထွက်လိုက်တာလားတဲ့ဒီနေရာမှာ left ဆိုတဲ့အဓိပ္ပာယ်ကတော့တနေရာနေထွက်သွားတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့ A ပဲဖြစ်ပါတယ်ဟုတ်ကဲ့စင်တီမဲလို့မျိုးလင်းပါတယ်စက်ကြည့်ကြရအောင် Number five, many mothers nowadays cannot give much time to their children. ယနေ့ကအမိခင်တွေကတဲ့ cannot give much time အချိန်အများကြီးမပေးနိုင်ကြဘူးတဲ့ to their children through သူတို့ရဲ့ကလေးတွေအတွက် as they have to go off and work Through Through သူတို့အပြင်ထွက်ပြီးတော့မှအလုပ်လုပ်ရတဲ့အတွက်သူတို့အလုပ်လုပ်ရတဲ့အတွက်သူတို့ရဲ့မိသားသမီးတွေအတွက်အခုယနေ့ခေတ်မိခင်တွေကအချိန်များကြီးပေးနိုင်မှုတဲ့ဒီနေ့မှာ time ဆိုတဲ့အတိပဲဒီတဲ့ what is measured in minutes hours day etc what is measure တိုင်းတာတဲ့အရာပေါ့နော် minutes တွေနာရီတွေရက်ရက်တွေအသက်ပဲတိုင်းတာတဲ့အရာလားတဲ့ဒါမှမဟုတ် a period of history အဲတမိုင်းရဲ့ခက်လားတဲ့ဒီမှာ time ဆိုတဲ့အဓိပ္ပာယ်ခက်ဆိုတဲ့အဓိပ္ပာယ်ရှိတယ်ပေါ့နော် cognitive when particularly events or experiences ဒီအထူးသဖြင့်တိတဲ့တိချားသည့်အဖြစ်အပျက်တွေအတွေ့အကြုံတွေနဲ့ပတ်သက်နေတဲ့တမိုင်းတမိုင်းတမိုင်းခက်ကာလတစ်ခုလားတဲ့ဒီနေရာမှာကတော့ကျွန်တော်တို့က match time to their children ဆိုတော့ဒီအချိန်နဲ့မိနစ်တွေနဲ့တိုင်းတာရတဲ့ အရာလိုပဲပြောမှာပေါ့နော် A ပဲဖြစ်ပါတယ် says all the problems Danila had been facing made her lie awake all night all the problems Danila had been facing ဖြစ်သော်ရင်ဆိုင်နေရတာကိုပြောတာနီလာရင်ဆိုင်နေရတဲ့ပြဿနာတွေအားလုံးကတဲ့ made her lie awake သူ့ကို all night တညလုံး made her lie awake အော်မအိပ်ဖဲနဲ့အဲ့ရောက်မှာလဲနေသေးတာကိုပြောတာအဲသူနီလာရင်ဆိုင်နေရတဲ့ပြဿနာတွေကတဲ့သူ့ကိုတညလုံးမအိပ်ဖဲအဲ့ရောက်မှာလဲနေသေးတယ်တဲ့ အဲ line ဆိုတဲ့အဓိပ္ပာယ်က say something that is not true မမှန်ကန်တဲ့အရာတစ်ခုကိုပြောခြင်းတဲ့ပြောသည်တဲ့လိမ်ဒီပေါ့နော်ဒါမှမဟုတ် be in a horizontal position on a surface မြင်နေတဲ့ခုပေါ်မှာရေပင်ကြီးတိုင်းအဲရှိနေတဲ့အနေအထားကိုပြောတာဒီနေရာမှာ line ကလိမ်လေတည်မှုဘူးလဲလျောင်းနေတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တဲ့အတွက် be ဖြစ်ပါတယ်ဟုတ်ကဲ့ number 7 we need to remind ourselves that buying unnecessary things is just a waste of money we need to be remind ourselves ကျွန်တော်တို့ကျွန်တော်ကိုကျွန်တော်ကျွန်တော်တို့ကိုကျွန်တော်တို့အတိပေးနေဖို့လိုအပ်တယ်သတိပေးနေဖို့လိုအပ်တယ် that ဘာလဲဆိုတော့ buying unnecessary things မလိုအပ်တဲ့ပစ္စည်းတွေဝယ်ခြင်းဟာ just a waste of money ငွေဖြုံးတာတက်တက်ပဲဆိုတာကိုတဲ့ကျွန်တော်တို့ကိုကျွန်တော်သတိပေးသတိပေးတင်တယ်တဲ့သတိပေးဖို့လိုအပ်တယ်တဲ့အဲ့တော့ဒီနေရာမှာကျွန်တော်တို့က waste ဆိုတာဒီတဲ့ material that is no longer needed and thrown away အမိုက်ပေါ့နော်ကိုမလိုအပ်တော့တဲ့ ပစ္စည်းအဝေးကိုပြစ်လိုက်တဲ့ပစ္စည်းလားတော့မဟုတ် unnecessary or wrong use of money ငွေကိုမလိုအပ်ပဲညမာရင်းစွာအသုံးပြုမှုလားတဲ့ of money ဆိုတော့ငွေတွေတော့မဟုတ် certain ပစ္စည်းတွေ time အချိန်တွေ energy တွေကိုပေါ့နော်အဒီနမှာ waste of money ဆိုတာကငွေကိုတမဲအသုံးပြုတာကိုပြောချင်တာဖြစ်တဲ့အတွက် B ပဲဖြစ်ပါတယ် Note down my address and telephone number in case you forget them in case you forget them ဆိုမေ့မေ့သွားလို့မေ့သွားညာတဲ့ my address and telephone number ငါရဲ့ဒီလိပ်စာနဲ့ဖုန်းနံပါတ်ကို note down ချမှတ်ထားတဲ့အဲ့တော့ဒီနေ့မှာ note ဆိုတာဒီ note ဆို pay attention to အာယုံစုစိုက်တာလားဒါမှမဟုတ် mark or write down briefly အတူချုပ်ကလေးရေးမှတ်တာလားဆိုတော့အဖြေကရှင်းနေပါပြီ B ပဲဖြစ်ပါတယ်ဟုတ်ကဲ့နံပါတ်9 students need to read the passage at least 3 times ကျောင်းသားတွေဟာတဲ့အနည်းဆုံး3ချိန် ဒီ survive ကြီးကိုဖတ်ဖို့လိုအပ်တယ်တဲ့ to get the right answer to the question မေးခွန်းနေရဲ့အမှန်ကန်တဲ့အဖြေကိုရဖို့ရန်အတွက် survive ကိုအနည်းဆုံး၃ချိန်ဖတ်ဖို့လိုအပ်တယ်တဲ့ဒီနေ့မှာ right ဆိုတာဒီတဲ့ true or correct လားတဲ့ opposite or left လားတဲ့အဲ့တော့ a ပဲပေါ့နော်မှန်ကန်တော့ပေါ့ညာဘက်ဆိုတဲ့ဘယ်ဘက်ဆိုတဲ့ညာဘက်ဆိုတဲ့အဒီပဲမဟုတ်ပါဘူးတဲ့ဟုတ်ကဲ့ number 10 the newspaper said သတင်းစာကပြောတယ်တဲ့ that ဘာလဲဆိုတော့ a vessel went down into the sea because of the cyclone a vessel vessel ဆိုတာကဒီနေရာမှာတင်မောကြီးကိုပြောတာဖြစ်တယ် went down ဆိုတာနှိမ့်မြုပ်သွားတာ into the sea ဒီနေရာမှာဟိုပင်လယ်ထဲကိုထိုးဝင်သွားတာဆိုတာနှက်သွားတာပေါ့နော် because of the cyclone cyclone မုန်တိုင်းကြောင့်မို့တဲ့ဒီတင်မောကြီးဟာပင်လယ်ထဲမှာနှိမ့်မြုပ်သွားဆိုဆိုတဲ့အကြောင်းတရားစာကပြောတယ်ဆိုတော့ ဒီဟာဒီ vessel ဆိုတာဒီကျွန်တော်တို့ passage တဲ့မှာလေ့လာခဲ့တယ် achieve the carries blood through a body of a person of animal လူတို့မို့တရိစ္ဆာန်ခန္ဓာကိုယ်တွေကတွေးတွေကိုတည်ဆောင်တဲ့ပြွန်လားတော့မို့ alert ship or boat လားဆိုတော့ B ပဲဖြစ်ပါတယ်ဒီနေရာမှာတွေးကြောမဟုတ်ပါဘူး the store in our community opens at 9 am and closes 9 pm ကျွန်တော်တို့ community မှာရှိတဲ့ဒီ store ဆိုင်ဟာဆိုရင်ね9နာရီမှာဖွင့်ပြီးတော့မှ9 sorry မနေ့9နာရီကနေညနေ9နာရီ မနစ်9နိုင်မှာဖွင့်ပြီးညနေ9နာည9နိုင်မှာပိတ်ပါတယ်တဲ့ဒီနေ့မှာ store ဆိုတာဒီ a lot shop that sell many different kinds of goods ကိုမျိုးစည်းတွေအမျိုးမျိုးရောင်းချတဲ့ဆိုင်ကြီးလားတဲ့ဒါမှမဟုတ် a large amount of supply or something that is kept for future use အနာဂတ်မှာနော်အသုံးပြုဖို့အတွက်တင်ထားတဲ့ large amount of supply of something တခုခုပစ္စည်းတခုခုလားတဲ့တခုခုပမာဏလားတဲ့ဒီနေ့မှာ store ကတော့ရှင်းပါတယ် a ပဲဖြစ်ပါတယ် Thwe, as my uncle has some problems with his liver. ကျွန်တော်ရဲ့ဦးလေးကတဲ့သူအသေးပြဿနာတစ်ခုခုရှိတာကြောင့်တဲ့ he was advised သူ့ကိုအကြံပေးတယ်ဘိုင်းဒေါက်တာဆရာဝန်က not to eat any meat high in fat အစီများတဲ့အသားတွေကိုမစားဘူးဆရာဝန်ကသူ့ကိုအကြံပေးတယ်တဲ့အဲ့တော့ fat ဆိုတာဒီ the amount that is more than what is usually needed ပုံမှန်ထက်ကိုလိုလိုအပ်တာထက်ကိုပိုနေတဲ့ပမာဏလားဒါမှမဟုတ် an oily solid or liquid substance in food အစားစာထဲမှာပါရှိတဲ့အဆီအဆီဓာတ်လားတဲ့အဲ့တော့ဒီ fat ဆိုတာညပူရှံသောဆိုတဲ့အဓိပ္ပာယ်မဟုတ်ဘူးပေါ့နော်ဒီနေ့မှာအဆီဓာတ်ကိုပြောချင်တာဖြစ်တယ်အဲ့တော့ B ဖြစ်ပါတယ် fatting sorry ဒီခံပေးပါ We have to wash our clothes by hand. ကျွန်တော်တို့ရဲ့ ကျွန်တော်တို့ရဲ့ဝက်ဆာတွေကိုလစ်နဲ့ရှော်ခဲ့ရတယ်တဲ့ S ဒေါ်ကြောင့် our washing machine did not function properly ကျွန်တော်တို့ရဲ့အဝတ်ရှော်စက်ကကောင်းကောင်းအလုံးမလုံးလို့တဲ့ဒီနေ့မှာ function ဆိုတာဒီ have a specific role or purpose အဲတကယ်တိချာကဏ္ဍတိချာရည်ရွယ်ချက်ရှိတယ်ဆိုတဲ့အဓိပ္ပာယ်လားဒါမှမဟုတ် work of operate အလုပ်လုပ်သည် operate လုပ်သည်အလုပ်လုပ်သည်ဆိုတဲ့အဓိပ္ပာယ်လားတဲ့ဒီက function ဆိုတာဒီ work ဖြစ်ပါတယ်ဟုတ်ကဲ့စစ်ကြည့်ကြရအောင်14 the teacher as the students ဆရာဝန် sorry ဆရာကကျောင်းသားတွေကိုပြောတယ် to form into groups of four လေးယောက်တစ်ဖွဲ့ဖွဲ့ဖို့ပြောတယ်တဲ့ to do the activity ဒီလှုပ်ရှားမှုတစ်ခုခုလုပ်ဖို့ရန်တဲ့ activity တစ်ခုလုပ်ဖို့ရန်လေးယောက်တို့စုလေးယောက်စုတို့စုဖွဲ့ဖို့ပြောတယ်တဲ့အဲ့ဒီနေမှာ form ဆိုတာဒီ be arrange in a shape ဒီပုံစံတစ်ခုခုဖြစ်ဖို့အတွက်အဲ season ခိုင်းတာလားတဲ့ဒါမှမဟုတ် begin to exist or to be seen အဲစတင်ပြီးတော့မှမြင်နိုင်တွေ့နိုင်ဖို့တည်းစတင်ပြီးတော့မှဖြစ်ပေါ်လာတာလားတဲ့ဒီနေရာမှာတော့ဒီလေးရောက်တွယ်လေးရောက်အုပ်စုလို့ပြောလိုက်တဲ့အတွက်အဲဒါက arrange and shape လို့ခိုင်းတာပေါ့နော်ဒါကြောင့်မို့ a ပဲဖြစ်ပါတယ်စတင်ပြီးတော့မှဖြစ်ပေါ်လာတာမဟုတ်ပါဘူး a ပဲဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးဆင်ပြေမယ်လို့မျှော်လင့်ပါရစေ။ဆင်ပြေတီများကိုလည်းကျွန်တော်ရဲ့ comment box မှာဝင်ရောက်မှတ်ချက်ပေးပေးပါ။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်။ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြအောင်ပါ။ အပတ်မကြီးရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေနောက်ဗီဒီယိုမှာပြန်လည်ဆုံးသေးကြပါမယ် bye bye